Hello အားလုံးပဲမင်္ဂလာပါကဘောကေမီ Facebook page နဲ့ YouTube channel တွေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဒီနေ့ဗီဒီယိုလေးကတော့တိတ်မချခင်မှာလာမယ့် event အကြောင်းတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော် YouTube channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးနဲ့ပြီးတော့ဝင်ရံပေးပါအောင် subscribe လုပ်ပေးတဲ့ညီကိုလေးတယောက်ချင်းစီတောင်လည်းကျေးဇူးအများကြီးတင်ပါတယ်โอเคတော့ let's go ကျွန်တော်အချိန်မဆွဲဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျာ အရင်ဆုံးအနေနဲ့ကိုဘဘောင်အီးပန်အကြောင်းလေးပြပြပေးမှာဖြစ်ပါတယ်။ဘောင်အီးပန်လေးကဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေ့24ရက်နေ့ကနေလာပြီးတော့မှ28ရက်နေ့မှပြီးမှဖြစ်ပါတယ်ဗျ။သူကကျတော့တရက်ကို3လုံးနဲ့ကိုဘတော့ဘောင်လေးတွေကိုရရှိမှာဖြစ်ပါတယ်။အမှဆိုလို့ရှိရင်ကျွန်တော် equipment တွေရောဘာညာတာရကတော်တော်များများအစ်စ်တွေကိုလည်းထည့်ထားပေးတာဖြစ်ပါတယ်ဗျ။အဲနောက်ပိုင်းမှာ drop ခဲ့တဲ့ equipment အစ်စ်တွေပါပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အခုဘောင်လေးမှာကန်ကောင်းတဲ့သူတွေကတော့ဒါ equipment မယူလိုက်ရလဲပြဿနာမရှိဘူးလို့ပြောလို့ရတယ်။ဒါပေမဲ့ကန်ပေါ်မှာမူတီတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘိုင်းတီတော့တက်ထွားလို့တော့မရပါဘူးဗျ။ကန်ဆိုလို့ရှိရင်တော့ဒါထုံးစံတိုင်းကျွန်တော်ခေါင်မိုး တွေပါတွေကလည်းလာမြဲတိုင်းကျွန်တော်လာနေအောင်မှာပဲဖြစ်ပါတယ်။ Okay ဒီမှာနောက်တစ်ခုကြည့်မယ်ဆိုလို့ရှိရင်လည်း2 star bonus တွေလည်းထပ်ပြီးတော့မှရရှိမယ်။ပြီးတော့ဒီအောက်မှာဆိုလို့ရှိရင်လည်း star chaser ဆိုတဲ့ event အသစ်ကလေးလည်းပါဝင်လာပဲဖြစ်ပါတယ်ဗျ။ဒီ event မှာဆိုလို့ရှိရင်လည်းကျွန်တော် beta portion နှလုံးလို့ရမယ်။ပြီးတော့ကျွန်တော် gen နေဒီဘက်ကကျွန်တော် hp level တက်မဲ့အကောင့်လေးတွေလည်းပါဝင်လာပဲဖြစ်ပါတယ်ဗျ။အခုဒီမှာဆိုလို့ရှိရင်တော့ဒီအစပိုင်းမှာဆိုရင်တော့ကိုဘတို့ calendar အစမှာဆိုလို့ရှိရင်တော့ပေါ event တွေလည်းမပါဘူး။ပြီးတော့ပြီဆိုလို့ရှိရင်လည်းဒီမှာ star bonus တွေလည်းမပါဘူး။ star chaser ဆိုတဲ့ event တွေလည်းမပါခဲ့ဘူးပေါ့နော်။ဘာကြောင့်မို့သူတို့လုတ်ပေးရ မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီလာထဲမှာပြပြတ်သွားတဲ့ error တွေနဲ့အညီပလီယာတွေစိတ်နောက်ချက်ဖြစ်သွားတာကိုသိတဲ့အတွက်ကြောင့်မလို့ဒါ COC ဘက်ကနေပြီးတော့မှ ပြန်လည်ပြီးတော့မှဒါ event လေးတွေနဲ့ထည့်ထားပေးတာဖြစ်ပါတယ်အမှန်တိုင်းဆိုရင်တော့တို့ကဒီပေါင် event တွေတို့ပြီးွားရင်ပြောမစွန်ပြ free ရမယ့်အလားအလာရှိမယ့် event တော်တော်များများကိုအလွယ်တကူနဲ့ပေးတဲ့အထဲမှာတော့မပါဘူးဒါပေမဲ့ကျွန်တော်ဒီတော်တွင်းလေးမှာဖြစ်သွားတဲ့ error တွေကြောင့်မလို့သူကဒါလေးတွေထည့်ပေးထားတာဖြစ်ပါတယ်ပေါင် event တော့ဒီနေ့လာတယ်ပေါ့နော်ပေါင် event က24ရက်နေ့ဒီနေ့ကနေစပြီးတော့မှ28ရက်နေ့ဖြစ်ပြီးတော့မှဒီ star bonus လေးရကြတော့ကျွန်တော်20နဲ့60ရက်နေ့ကနေစပြီးတော့မှ29ရက်နေ့တွေပြီးမှဖြစ်ပါတယ်အရင်တော့ဆိုလို့ရှိရင်တော့ဒီလိုမျိုး star bonus တွေမှာဆိုလို့ရှိရင်တော့ကိုဘောတို့ကဘယ်လိုမျိုးတက်ရောက်လဲဆိုလို့ရှိရင် င်တော့ shinies တို့ p1 glory တို့ပဲရတာဖြစ်ပြီးတော့မှအခုလက်ရှိမှာဆိုလို့ရှိရင်တော့ star တွေပါရရှိမှာဖြစ်ပါတယ်ဗျဒါလေးကတော့တော်တော်လေးကိုမိုက်တာပဲဖြစ်ပါတယ်ဒီအောက်က star ရှင်စာ event လေးကဆိုလို့ရှိရင်တော့28ရက်နေ့မှာလာပြီးတော့မှနောက်လ3ရက်နေ့မှာပြီးမှာဖြစ်ပါတယ်ဗျဒီကောင်လေးကတော့ဘယ်လိုလုပ်လို့လဲဆိုလို့ရှိရင်တော့သူကတော့ star 15လုံးရှာပြီးတော့မှကျွန်တော်တို့ကတိုက်ရမှာဖြစ်ပါတယ်ဗျ star 15လုံးရရင်ရပြီဘာမှကျွန်တော်တို့ဒီ ramp မှာပဲတက်တိုက် ramp battle မှာပဲတက်တိုက် yoyo battle မှာပဲတက်တိုက် star တွေကအကုန်လုံးအကျိုးဝင်တာဖြစ်ပါတယ်အဲ့ဒီ star 15လုံးပေါင်းပြီးသွားတာနဲ့အများကိုဘောတော့ဒီလိုမျိုး event မှာပ ါတဲ့ကျော်ပီတာပိုးရှင်တို့ဂျန်တို့ဒီဘက်ကကျွန်တော် HP level တွေကိုလည်းထပ်ပြီးတော့မှရရှိမှာဖြစ်ပါတယ်ဗျ။ကိုပေါ်ဒီကောင်လေးကိုမြင်တော့မှကျွန်တော်အရင်တော့ event လေးကိုပြန်ပြီးတော့မှသတိရသွားပြီနော်။ဒီ star chaser event လေးကဘာနဲ့တူလုံးဆိုတော့ချင်တော့ဟိုးအရင်တော့ကျွန်တော် class of clan လာခဲ့ဘူးတဲ့ event တွေမှာဆိုလို့ရှိရင်ကျွန်တော်ဒီဥပမာကဂျိုင်းရဲ့ဘဏ္ဍာကောင်နဲ့တိုက်ပြီးတော့မှဘလို့ဘဏ္ဍာပွဲတိုက်ပြီးသွားလို့ရှိရင်ဂျန်လေးတွေဘလောက်ပေးဆိုပြီးတော့မှအဲ့လိုမျိုးလေးတွေထည့်ထည့်ပေးတာပါနော်။ဂျန်30တို့ဂျန်20 30တို့အဲ့လိုမျိုးလေးကြာလို့ရှိရင်ကျွန်တော်ဂျန်တွေတော်တော်များများရခဲ့ဘူးတဲ့ဗျ။အရင်တော့ event တွေမှာဆိုရင်အခု ကတော့ဒါဒီလိုပုံစံလေးနဲ့ဆင်တူပါတယ်ဗျဒီမှာကျတော့ဒီ तू က true တွေနဲ့အစားထိုးမှာမဟုတ်ဘဲနဲ့ star တွေနဲ့ तू ကတွက်ပေးရတာဖြစ်ပါတယ်ဒီမှာရမယ့်အနေထားလေးဆိုလို့ရှိရင် beta portion နှလုံးရဲ့တန်ဖိုးကလည်းတိမ်မောင်တို့သိတဲ့အတိုင်းပဲပြီးတော့ cancel လုံးတဲ့ဒီဘက်က hp 400ကိုရရှိမှာဖြစ်ပါတယ်ဒီအောက်ကလိုမျိုး star ရှင်းစားလို့ event လေးတွေကျွန်တော်ကတော့များများလေးလာစီခြင်းနဲ့ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ပြောတော့ပြောကြည့်အောင်ပါပေါ့ဒါပေမဲ့ဘယ်လိုဖြစ်အောင်မလဲတော့မပြောတတ်ဘူးဒါအရင်တော့ဆိုရင်တော့အဲ့ဒါမျိုးလေးတွေလာလို့ရှိရင်အရန်စိတ်ထဲမှာပျော်ပျော်ရတယ်ပေါ့နော်ဒါအခုလက်ရှိတိမ်မောင်တို့ကဒီအခုနောက်ပိုင်းမှာပြန်စော တဲ့ brother တွေရောအရင်တော့ event တွေကိုပြန်ပြီးတော့မှတ်မိသေးလားအဲတော့ event တွေကိုမှတ်မိသေးတယ်ဆိုလို့ရှိရင်အခုမှနေတယ်မှာမန့်ခဲ့ပြီးပါအောင်ကျွန်တော်တယောက်တည်း affiliate ကိုခန်းစားနေရလားလို့ပါအဲတော့တိမ်မောင်တို့ကလည်းဒါတိတ်မကြခင်မှာဆိုလို့ရှိရင်တော့ဟာမန်ချန်ကြီးကလည်းလာတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ brother တို့ကအခုလက်ရှိ barrier ကို upgrade တင်တယ်လဲဆိုတော့ကိုဘအကြံလေးပေးချင်တာကကြတော့ဒီလုံးဝ wall တွေကို upgrade မတင်သေးပဲနဲ့ပေါ့နော်ကိုကအေးစစ်စစ်လုံသမားလေးတွေအားနေရဆိုလို့ရှိရင်တော့တခြားဟာတွေကိုခိုင်းနာဖို့ကျွန်တော်အကြံပေးချင်ပါတယ်ဘာလို့လဲဆိုတော့ wall တွေကဈေးလည်းအရင်ကြီးပြီးတော့မှအချိန်လည်းအများကြီးယူတဲ့အတွက်ကြောင့်မလို့ brother တို့က ဒီဟာမချန်လာမအဲ့ကောင်တွေကိုအက်တင်တယ်လို့ထင်တယ်အဲ့တော့ဝေါ်ဒီမမတ်သေးဘူးဆိုလို့ချင်းလဲအေးစစ်စစ်လေးနေအောင်ဟာမချန်လာလို့ရှိရင်တော့တခါတည်းအေးစစ်စစ်မတ်သွားလို့ရတယ်ဗျဟာမချန် event ကိုမတည်သေးတဲ့ညီကိုလေးတွေလည်းရှိတယ်ဗောနော်ဟာမချန် event ကြတော့ဘလို့အလုံးလုံးလဲဆိုလို့ချင်းတော့ကျွန်တော်ဟာမချန်က50% discount ဖြစ်ပါတယ်ဘာမစိုးအကုန်လုံးကျွန်တော်တို့တစ်ဝက်ဈေးလောက်ကို short short ပေးတယ် discount event လေးလို့ပြောလို့ရတယ်ဗောနော်ဒါအရင်တော့လူတွေကတော့သိကြမယ်ဒါအခုနောက်ညီကိုလေးတွေကကျွန်တော်ဟိုတနေ့တင်တဲ့ video လေးမှာဆိုရင်လည်း how much ပါလာမယ်ပါညာပြောတော့သူတို့ကမသိတဲ့သူတွေကလည်းရှိနေသေးတဲ့အတွက်ကြောင့်မလို့ကိုဘောတခါလေးပြပြပေးတာဖြစ်ပါတယ်ဥပမာဆိုရင် brother တို့ကဒီ building တစ်ခုဗောနော် agree လုပ်မယ်ဆိုရင်10သိန်းကြားတယ်ဆိုလို့ရှိရင် how much event လာလို့ရှိရင်9သိန်းပဲကြားမှာဖြစ်ပါတယ်ပြီးတော့အကောင့်ရဲ့အလုပ်လုပ်ခြင်းကကျွန်တော်10ရက်လောက်ကြားမှာပြီးမယ်ဆိုရင် how much လာလို့ရှိရင်9ရက်နဲ့ပြီးသွားမှာဖြစ်ပါတယ်အဲ့တော့9သိန်းပဲကြားမယ်9ရက်နဲ့ပြီးမယ်မြန်မြန်လေးနဲ့အဲ့လိုမျိုးလေးဗောနော် short စီးကတော်တော် ်လေးကိုကျမ်းတယ်ဒါပေမဲ့အရင်တော့ပုံစံဒီလိုမျိုးချော့စည်းနေဆိုပေမဲ့အခုနောက်ဟာမကြံဘလို့ပုံစံမျိုးနဲ့ထပ်ပြီးတော့မှပေးမလဲဆိုတော့ကျွန်တော်အတိအကျတော့ပြောလို့တော့မရဘူး50% discount ကတော့မှန်တယ်တခြား party နဲ့တွဲပြီးတော့မှလာအောင်မလဲဆိုတော့ကိုဘော event နာကတ်လို့ရှိရင်တော့ကျွန်တော် video လေးကိုအသေးစိတ်ကျွန်တော်တင်ပေးအောင်မှဖြစ်ပါတယ် okay ဒီနေ့ video လေးတော့လောက်ပါပဲ video လေးအဆုံးထိကြည့်ပြီးတဲ့ညီကိုလေးတယောက်ချင်းစီတောင်းလဲကျေးဇူးများကြီးတင်ပါတယ်ဗျကိုဘော့ရဲ့ channel လေးကိုလည်း like က subscribe လေးမလိုရသေးရင်လုပ်ပြီးတော့မှအားပေးချက်ပါအောင် subscribe လုပ်ပေးတဲ့ညီကိုလေးတယောက်ရှိစီတောင်းအောင်လဲကျေးဇူးများကြီးတင်ပါတယ်โอเคအဲ့တော့အားလုံးပဲ bye bye ပါကျွန်တော်နောက် video ကြမှာပြန်လဲ ုံထိတ်ကြပါမယ်ဗျာ